်ဘူးဆိုလေဒီမှာရေးပြရှင်စင်းအောင်ပြောဘူးဒီတော့ဟဲ့ဘူးချင်းရောပြောနေတော့ချင်းရောပြောနေ ပဲမင်္ဂလာပါဒီနေ့မှာတော့ဟိုတနေ့ကကျွန်တော်တို့ကြည်ရတဲ့ CDN ဆီယာမဒေါက်တာခင်တူတူလန်ကိုပလတ်ဖတ်တွေကဖန်ဆီးမှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမိလေးတွေကိုပြောသွားခဲ့ပါတယ်လူတွေပြောခဲ့လဲဆိုလို့ရှိရင်တို့ချုပ်ပြောမယ်ဆိုလို့ရှိရင်တူလိုင်းတက်ဖို့တွေနေနဲ့ဒီလိုမျိုးအလုပ်တွေကိုလုပ်မယ်ဆိုလို့ရှိရင်တတိထားပြီးတော့လောက်သိမ့်တယ်အမျိုးသမီးတယောက်ကိုအမျိုးသမီးတွေမပါဘဲနဲ့လောက်တာကမားတယ်ဆိုတဲ့သဘောမျိုးနဲ့အာကျွန်တော်ပြောခဲ့ပါတယ်တခြားတစ်ဖက်မှာပြည်မျိုးအာကြည့်ပြောတယ်ဆိုတာက ဒီ CDN CM ကိုဘာလို့ဖမ်းတာလဲဆိုတော့ဖြေကောက်ကောက်မသိသေးဘူးအထောက်ထားတွေကိုလည်းကျွန်တော်တို့ဖြေဖမ်းရတဲ့အကြောင်းရင်းတွေကိုတော့တို့ထုတ်ပြန်ထားတဲ့ဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြင်ပြီးတော့အာပြောပြခဲ့ပါတယ်ဒီလိုမျိုးကိုကောက်ကောက်ဝင်လက်သိမ့်တယ်ဘလက်သိမ့်ဘူးဆိုတာထားကောအာဆိုတာနဲ့ပတ်သက်ပြီးပေါ့နော်အာကျွန်တော်ပြောခဲ့ပါတယ်ဆိုတော့ညာနဲ့ပြောဆိုမှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီဗီဒီယိုကျွန်တော်တို့ကြည့်ရတဲ့ဗီဒီယိုအောက်မှာဆိုလို့ရှိရင်တို့ရဲ့အမေလေးတွေကိုလည်းတောက်ရှက်ကိုပြောအာရေးသွားတာတွေ့နေရပါတယ်ညာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကတို့ရဲ့ ရေးသားမှုကိုမားတယ်လို့လည်းပြောချင်မန်တယ်လို့လည်းမပြောချင်ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်ကဥပဒေသမားဖြစ်တဲ့အတွက်ကြောင့်ဘေးစစ်မသိနိုင်ဘူးကျွန်တော်တို့လမ်းပေါ်မှာမင်းရတဲ့အကူပြင်ပြီးပြောရတဲ့အကြောင်းကြီးဖြစ်တဲ့အတွက်ကြောင့်မဟုတ်ဘူးနော်အဖြစ်စဉ်ကိုပြောပြရခြင်းဖြစ်ပါတယ်တရားနဲ့ပတ်သက်ပြီးတော့ဒေါက်တာခင်တူလွန်ကိုပလဖတ်တွေကဖန်စီဒါနဲ့ပတ်သက်ပြီးတော့ဥပဒေနဲ့ညီလားမညီလားဆိုတာကိုအကူတက်ထွေးနိုင်ကဦးကြီးမင်းတရားလွတ်တော်ရှင်းနေကိုမေးမြန်းထားတဲ့ရုတ်တန့်ဖန်ကိုကျွန်တော်နဲ့တူတစ်ချက်လောက်ကြည့်ကြည့်အောင်ပါ။တရားက အာဥပဒေနဲ့ညီလားမညီလားဆိုတာပေါ့နော်ကဲဒီဟာဒီထဲမှာပဲပို့သွားမှာဖြစ်ပါတယ်ဘယ်သူတွေကမားလဲဥပဒေကချုပ်ဖို့လဲမချုပ်ဖို့ဘူးဆိုတာပေါ့နော်ကျွန်တော်တို့ကြည့်ရမှာဖြစ်ပါတယ်ကဲစားဆောင်နားထောင်ကြည့်အောင်ပါဒါနဲ့ဒီထဲမှာဆိုလို့ရှိရင်ကိုသက်ထွေးနံကိုလည်း credit ပေးပါတယ်တော်တော်လေးလေးစားပါတယ်ပေါ့နော်ဒီထဲမှာကျွန်တော်တို့ကောင်းခွင့်ပြုပါလို့ပဲကျွန်တော်တို့ပြင်ပြီးတော့အာတောင်းဆိုပါရစေပေါ့နော်ကိုရှေ့ကလည်းကျွန်တော်တို့ဗီဒီယိုကြည့်ထားပြီဆိုတော့ဒီလိုမျိုး comment မှာလည်းအာတစ်ခုနှစ်ခုမဟုတ်တဲ့တွေ့ကြုံတော်တော်လေး comment ကများနေတဲ့တွေ့ကြုံတော့ညာကပြင်ပြီးတော့ အာပြည်သူတွေအားလုံးဘုံကြည်တင်တယ်ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အာဗီမီတို့မျိုးဝေပေးရခြင်းဖြစ်ပါတယ်အာခွန်းအာခရက်ဒစ်ပေးပါတယ်ဆိုတော့ကိုအရင်ဆုံးပြောချင်တာဖြစ်ပါတယ်ပေါ့နော်ကဲကြည့်ကြည့်အောင်ဥပဒေရှူတောင်းကဆရာဘယ်လိုသုံးသပ်မလဲဆိုတာဒါပေမဲ့ကျွန်တော်ပထမမေးလို့တာအခုဒီလိုကိစ္စအကြောင်းလာဖမ်းမိတာဝန်ရှိသူတွေကအဲ့တော့ဒေါခင်တူတူလွင်ကဘာကြောင့် तू ကဟိုရုံးကန်တာလဲပေါ့နော်ဟိုမလိုက်ဖို့အဲ့လိုမျိုးညင်းဆန်ရတာလဲအဲ့တော့ အခုလိုမျိုးဟိုဖြစ်တာပေါ့နော်ဆွဲလာရင်လိုက်ဖြစ်ကုန်တယ်ဆိုတော့အဲ့ပုံမှာဆရာဟိုဘယ်လိုမျိုးပြောခြင်းလဲလာဖမ်းပြီဆိုလိုက်သွားမှာပဲမဟုတ်ဘူးလားကျွန်တော်အခုပြောမှာတွေအားလုံးကနိုင်ငံကြီးမပါဥပဒေရှုတော်နဲ့ဥပဒေတက်တက်ကပဲပြောသွားမယ်ဆိုတော့အဲ့ဒါဘဏ္ဍာမလေးပြောခြင်းပါလေအဲ့တော့ဟိုဒီလိုလူတယောက်ကိုအရမ်းမဲ့ဖမ်းလို့မရဘူးလေဟိုစက္ကစာဆိုလို့ရှိရင်ကုကျော်ဟိုးလိုဖမ်းတာတကားပိတ်ထားတာဟုတ် ခက်တော့တွေဖြစ်ပြီးဝင်ပြီးကျွန်တော်လည်းကံမျိုးဖွင့်ဝင်နေပြအဲ့ဒါကိုကိုကျော်ဟိုအသားကြီးလိုက်မသွားဘူးလို့ခင်ဗျားဘယ်လိုပြောမလဲအဲ့ဒါအဲ့လိုတော့ဖမ်းတဲ့သူအပြစ်တင်ခံလို့တော့မရဘူးပြဥပဒေနဲ့အညီဖမ်းရမယ်ဝရမ်းပြရမယ်နောက်တစ်ခါဆရာဝန်တယောက်ကိုဆိုလို့ရှိရင်ရေးသားတဲ့စာစာတမစာထုတ်တာစာမေးလာခဲ့လို့လူကြီးမင်းကောင်းလို့ရှိနေတဲ့တင့်တင့်ထန်တိစေအပ်တီလို့အဲ့လိုမထုတ်အောင်ဆရာဝန်တွေပါဘုံကြီးတွေထုတ်လို့ရှိတယ် သူတို့တိကျစာတာသူတို့တိကျတမန်စာနဲ့ထုတ်ရတယ်အဲ့လိုဟိုဥပဒေအခွင့်အရေးတွေပေးထားတယ်အကိုစားသူတို့ဝရမ်းပြလာပြလဲဆိုရင်လည်းပဲအမျိုးသမီးရဲပါလာအဲ့ဒါဥပဒေလေအမျိုးသမီးရဲကိုဥပဒေနဲ့ဟိုပါပြောနောက်တစ်ခါအမျိုးသမီးတယောက်ကိုဒီလိုလူကြီးတူကောင်းတယောက်ကိုလက်ထိတ်မခဘူးလေလက်ထိတ်နဲ့ခတ်ဖို့လုပ်တယ်လေအဲ့ဒါတွေကစဖန်းစီတဲ့လူတွေကစအမှားပဲအဲ့တော့တစ်ကဝရမ်းပြမယ်နံပါတ်1ကအမျိုးသမီးရဲပါမယ်လက်ထိတ်မခဘူး အဲ့ဒီဟာတွေမလိုက်နာမလိုက်နာတဲ့အခါမှာ तू ကခုခံတဲ့ဥစ္စာငင်းဆန်တဲ့ဥစ္စာဒါအပြစ်လို့ပြောလို့မရဘူးဒါကြောင့်စပြောချင်တယ်အဲ့ဒီမှာဟိုအခုလို့ online ပေါ်မှာပြတ်နေလာတဲ့အခါမှာ UNG ကဟိုပြည်ရဲရဟိုသူတို့ကြီးညာချက်ထုတ်တယ်နော်ဒီလိုဖြစ်တဲ့အတွက်တော့တောင်းပန်တယ်ပေါ့နော်ဒါပေမဲ့ဒီဒေါက်တာက तू ကရာဇတ်ကြီးပုံမှန်406 409 6ပေါ့နော်ဒါတွေနဲ့ညှိစွန်းနေတယ်ပေါ့သူကလက်နက်မှုလည်းပါတော့လက်နက်မှုဆိုတော့တော်တော်ကြီးရယ်လीနော်အဲ့ဒါနဲ့ပတ်သက်ရင်ဟောဆရာပါများပြောလို့လဲ အဲ့ဒါသူတို့ရဲ့အဆိုပဲလေသူတို့ရဲ့စွဲချက်ပဲရှိသေးတယ်ဟိုပြောရတာဆိုလွန်ခဲ့တဲ့တစ်နှစ်လောက်ကအဲ့လိုသူတို့ဘက်ကတော့အန်ဂျီရထုတ်တဲ့အခါမှာအဲ့လိုပြောတယ်ဆိုတဲ့အခါကျတော့ဟိုကျွန်တော်တို့ကအဲ့ပုံမာတွေကျွန်တော်ပြန်ပြောမယ်ပေါ့အဲ့တစ်နှစ်အတွင်းမှာကဲဟိုကမလာပါဘူးတဲ့ပြောရမယ်ကိုယ်စားတိုက်ပွဲတွေလည်းဖြစ်နေကြတယ်အဲ့အဲ့ဒီမှာအထက်ကတာဝန်ရှိတဲ့လူတွေကအဲ့မှာစစ်စစ်ရေးသွားလာသွားခဲ့သလားသွားခဲ့သလားသူတို့ကိုတည်းကဌာနဆိုင်ရာကစုံစမ်းစစ်ဆေးမှုကိုလုပ်ခဲ့လားအဲ့လူတွေသွားခဲ့တာတာဝန်ရှိတဲ့လူတွေက နော်သွားပြီးတော့အဲ့လိုအကြည်လဲဆွေးနွေးတယ်မပြေလည်ဘူးဆိုတော့မှတ်တမ်းတွေရောရှိလားအဲ့အဲ့လိုတွေပေါ့ဗျအဲ့လိုတော့ရှိတယ်လေဌာနဆိုင်ရာစုံစမ်းစစ်ဆေးမှုပထမစာမှာလေအဲ့လိုစာတွေထုတ်တယ်မဟုတ်ဘူးဆိုလို့ရှိရင်ဌာနဆိုင်ရာစုံစမ်းစစ်ဆေးမှုပထမစာမှာပဲစပြီးတော့မှအဲ့ဌာနဆိုင်ရာစစ်ဆေးမှုပေါ်ပေါက်တဲ့အချက်တွေမှမူတည်ပြီးတော့မှတရားစွဲတာတို့ပါတို့ကဖြစ်ရမှာလေဌာနဆိုင်ရာစစ်ဆေးမှုလုတ်ခဲ့လားအဲ့ဒေါ်ကြည်ပြာတို့ဆိုလို့ရှိရင်ဌာနဆိုင်ရာစုံစမ်းမှုနဲ့စာသွားတယ်လေတခါတည်းမျိုးရဲစခန်းအမှုမဖွင့်ပါဘူးအဲ့လိုရှိတယ်ပေါ့ အဲ့တော့ဓမ္မတိကတော့သူတို့ကိုယ်တိုင်လူကြီးတွေကိုယ်တိုင်အိုင်တနာဆရာဆုံးဆင်းဆစ်ဆေးဖို့သွားရောက်ခဲ့တာလားဆစ်ဆေးဖို့ကြိုးပမ်းနေတာလားအဲ့ဒီဟာကိုကျွန်တော်စာပြောချင်တယ်ဘာပြီးတော့မှဒီပုံမာတွေဒီစာကိုကျွန်တော်ဆက်ပြောပါမယ်အဲ့ပုံမာတွေကတော့406ဆိုတာအာမခံပေးနေတယ်ပုံမာလေအာမခံပေးနေတယ်နော်နောက်တော့က409ဆိုတာလည်းပဲ406နဲ့409ကအင်္ဂါရက်တွေကအတူတူပဲ409ကသာဟိုငွေကြီးအမောက်များတယ်လို့ပါတော့အဲ့လိုဖြစ်သွားလားအင်္ဂါရက်တွေကအတူတူပဲ406နဲ့409ပါ အဲ့တော့ဘာလို့ခန္ဓာဆိုင်ရာစစ်ဆေးမှုကိုမစခဲ့ရတဲ့တန့်ပြီးတော့အမှုဖွင့်တာလေဆိုတာပါလေအဲ့ဒါကျွန်တော်တို့ကတော့ question ရှိတာပေါ့ဗျာအမှားတော့ခန္ဓာဆိုင်ရာစုံစမ်းစစ်ဆေးမှုကပထမဆက်မှာပဲလေအဲ့ဒီမှာတို့မလုပ်ခဲ့ပဲနဲ့တန့်ပြီးအမှုဖွင့်တယ်ဆိုတာကတော့ CDM ဆရာမကြီးတယောက်ကိုဟိုကျွန်တော်တို့သူဘသူဘာလုပ်တယ်လို့လို့ဆိုတာကျွန်တော်မပြောပါဘူးเนาะကျွန်တော်လည်းမသိဘူးဟိုခန္ဓာဆိုင်ရာစုံစမ်းစစ်ဆေးမှုဆက်မှာပဲလေအတောင်ရှိတဲ့လူကြီးတွေကဘလောက်တော့ကြီးကြပ်တယ်လေအဲ့အဲ့ဒီပုံမှာရှိတဲ့ပုံမှားတွေတန့်တက်တာတော့ အဲ့ဒီဟာတော့မဟုတ်သေးဘူးထင်တယ်လေအဲအဲ့လိုအဲ့လိုရှိတယ်ဟုတ်ကဲ့ဒီနေရာမှာဥပဒေကြောင်းရဟိုနည်းနည်းသိကျင်တာပေါ့နော်အခုမြို့သားညီညီဆိုတာအန်ယူဂျီကဒီရာဇတ်ကြီးဥပဒေကျင့်ထုံးကိုသူကဟိုတုံးထားတာပေါ့နော်ဆိုတော့အဲ့အဲ့ဒါယူသုံးဝင်ရှိလားအဲ့ဒီအပေါ်ရောဘယ်လိုမျိုးကျွန်တော်နားလဲရမလဲတောင်းကွာ88မှာအာနာသိန်းနဲ့60နှစ်မှာအာနာသိန်းနဲ့88မှာအာနာသိန်းနဲ့အခုမင်းအောင်လိုင်းတခါအာနာသိန်းနဲ့ အဲ့ဒီဒီဇယ်ဥပဒေတွေနဲ့ပဲသွားကျင့်သုံးတာပဲလေဒီဇယ်ဥပဒေတွေမဖြစ်သိမ်းသမျှအခြေခံဥပဒေအခြေခံဥပဒေပဲလေဒီဇယ်ဥပဒေတွေဆိုတာရှိရလေအဲ့ဒီဇယ်ဥပဒေတွေမဖြစ်သိမ်းသမျှအတီးပဲလေအဲ့ဒီဟာတော့နှစ်ဖက်တစ်လုံးပေါ့အင်္ဂလိပ်အစိုးရလည်းဒါကိုလိုက်နာမှာပဲလေဟုတ်ပြီအဲ့လိုကျင့်သုံးခွင့်ရှိတယ်ဆိုအဲ့ဒီကျင့်သုံးတဲ့ဟိုစီမင်းစီကံကျင့်ထုံးတိုင်းဒါဆောင်ဝဲတရမှာပေါ့ဆရာဦးနာပြောသလိုဖန်ဝရန်ပါလာစတဲ့ဟုတ်တယ်သူကလည်းအစိုးရအမိခံထားလာဟုတ်နော် ဟုတ်ပြီဆရာအဲ့တော့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးဆက်ပြီးဆရာသုံးသက်ဆက်ပြောပြပါအဲ့တော့ဒီလိုရလုံထုံလုံးလေးအရာဆိုလို့ရှိရင်တော့ခုနကကျွန်တော်တို့ပြောဌာနဆရာစုံစမ်းစစ်ဆေးမှုမဖြတ်တမ်းမင်းနဲ့တန်းပြီးအမှုဖွင့်နေပေါ့ဗျာတန်းပြီးဖွင့်နေဖွင့်နေခါကျတော့လုံထုံလုံးလေးအရာဆိုရင် ထောင်တန်း၃နှစ်အောက်အမှုတွေဆိုလို့ရှိရင်နှစ်ပတ်တွင်တရားရုံးတင်ရတယ်နှစ်ပတ်တွင်တရားရုံးတင်ရတယ်ထောင်တန်း၃နှစ်အကျော်လို့ရှိရင်တော့၃ပတ်တွင်တရားရုံးတင်ရတယ်အဲ့ဒီတွင်တရားရုံးမတင်လို့ရှိရင်မတရားဖမ်းဆီးချုပ်နှံမှုနဲ့ ဲ့ဖမ်းတဲ့လူပြန်တရားဆွဲလို့ရတယ်။သူတို့ကနိုင်ငံရေးပုံမှန်နဲ့ဖမ်းတာမဟုတ်ဘူးလေ။အခုဥစားကဟိုစားဖားလို့နိုင်ငံရေးပုံမှန်နဲ့ဖမ်းပြီးတော့ဒီညဖမ်းသွားမလဲအလောင်းလာယူ။အဲ့လိုလုံးလို့မရဘူးလေ။အဲအခုဥစားကြတော့ဘာလဲဆိုလို့ရှိရင်ရာဇဝတ်ကျင့်သုံးဥပဒေအရကျွန်တော်တို့ကဒီရဲစခန်းမှာရှိတင်မှာကိုမိသားစုနဲ့တွေ့ခွင့်ပေးရမယ်လေ။အဲမိသားစုနဲ့တွေ့ခွင့်ပေးရပြီးတော့ရှေ့နေငှားရမ်းခွင့်လည်းပြုရမယ်လေ။အဲ့မှာတွေကစပြီးရှေ့နေငှားရမ်းခွင့်ရစတောင်းဆိုလို့ရပြီလေ။ အဲ့ဒီရဲစခန်းမှာသွားအချင်းတွေလည်းသွားတွေ့လို့ရပြီနောက်တစ်ခါတရားရုံးရောက်ပြီဆိုရင်လည်းရှင်းနေငါရန်ကိုရှိသွားပြီအဲအဲ့ဒါတော့ဥပဒေပါအခွင့်အရေးပြေကုတ်ပေးရမယ်လေဒါသူတို့ကရန်စားကြီးဥပဒေပုံမှန်406 309နေဆိုရန်စိုးကျင်းတုံးဥပဒေနဲ့လိုက်နာမှာပေါ့နော်ဟုတ်ပြီအဲ့တော့ဒီတရားခံလို့ဆိုပါဆိုတော့တန်တရားတရားခံပေါ့အဲ့တော့ဒေါက်တာဒေါခင်တူတူလွင်ဘက်ကသူ့အနေနဲ့အခုဘာတွေဆောင်ရွက်လို့ရမလဲအခုချိန်ကစပြီသူခုခံဖို့ပေါ့နော် ဟိုသူမိသားစုဟာတိပြီဆိုတာနဲ့တပြိုင်နက်အဲတွားပြီးတော့တွေ့ခွင့်ရှိပြီနောက်သူကဒေါ်သူသူလွင်ကလည်းသူမိသားစုနဲ့တွေ့ကြည့်နေလို့တောင်းဆိုခွင့်ရှိပြီပေါ့ဗျာအဲအကြောင်းကြားပြတာမပြတာဆိုတာတော့ဒါတက္ကနာပေါ့နော်ဒါမှလို့တောင်းဆိုခွင့်ပြီကျမရှိနေတယ်ကျမရှိနေတယ်တွေ့ကြည့်နေဒါမှကျမရှိနေခေါ်ပြီးပါဒါမျိုးပေါ့ဗျာအဲ့ဒါမျိုးသူတောင်းဆိုခွင့်ရှိတယ်ဒါဥပဒေရတောင်းဆိုခွင့်ရှိတယ်တော့မိသားစုကလည်းလိုက်သွားပြီးတော့မိသားစုဆိုမဟုတ်မိသားစုကိုရင်းနှီးတဲ့ပုံကို အဲဒါမျိုးပေါ့ဗျာစစ်စစ်တပ်ကတော့အများကြီးတဲ့အတိုင်းပဲအိမ်တော်စုစုကစုဝင်မဟုတ်လို့ရှိရင်ပါဆယ်တော်ပို့ဝင်ပြီယူပြကျွန်တော်တို့လည်းဒီလိုပဲဖမ်းနေတာပဲဟိုးတော့အခက်ဆဲဆဲခင်ဗျာမိတ်ဆွေတွေလည်းသွားလို့ရတယ်လာမိဘတွေလည်းသွားလို့ရတယ်အခုမိဘမိသားစုဝင်မဟုတ်ဘူးဆိုရင်သွားလို့မရဘူးဗျာမိဘသွားမဖို့လို့မရဘူးမိမဆိုမိမပဲအဲ့တော့စစ်အာဏာရှင်တွေဥရင်တွေမညီဘူးလေအဲ့ဒါဟာတွေပဲအဟုတ်မှတ်နေပြီးတော့အာသူအိမ်တော်စုစင်းဝင်မှဘာညာဆိုရင်တော့အဲ့ဒီဟာသူတို့လည်း စေအနာရှိတဲ့လမ်းစဉ်တိုင်လိုက်သလိုဖြစ်နေမှာပေါ့နော်အဲ့လိုသူကမိသားစုကတုတ်ကိုရှိနေရှိနေငါးခွင့်ရှိနေအဲဒီခွင့်ရေးတွေကစကူပေးရမှာပါအဲ့တော့သူ့ကိုလာဖမ်းတဲ့ဖမ်းပုံဖမ်းဒီကုနာဟိုလုံထုံးလုံနေနဲ့မကြိုက်ဘူးပါလေလုံထုံးလုံနေနဲ့မကြိုက်ဘူးအဲ့အတွက်ဟိုဒေါ်ခင်တူတူလင်းကပြန်ပြီးတော့အဲ့ဒီဟာကိုတရားဆွဲလို့ရလားအသူကတော့အဲ့လိုတော့ဟိုတရားဆွဲလို့တော့မရဘူးကသူကဘာလို့လုံထုံးလုံနေချိုးရင်းလားဆိုတော့သူတို့ဌာနဆိုင်ရာကသူတို့ဟိုဖမ်းတဲ့လူတွေကို ဌာနဆိုင်ရာပဲဟလာသတိပေးတာတို့အရေးယူတာတို့လုပ်မယ်ပေါ့ဗျာဒါလောက်ပါပဲဟိုပြန်တရားဆွဲလောက်အောင်တို့ကလည်းတာဝန်တာဝန်နဲ့လာကြတယ်ဆိုရင်ပေါ့လေတာဝန်နဲ့လာကြတဲ့လူတွေပေါ့မှာတာဝန်ပေါ်မှာတော့ပြန်ပြီးတော့ဟိုတရားဆွဲလို့မြတ်အခုတော့ရှိတာပေါ့ဗျာအေးအဲ့အမျိုးသမီးကိုဟလာကာအိမ်ကြီးပြစ်လောက်အောင်ပေါ့ဗျာအဲ့လူဟာမဖြစ်လာပဲဆိုရင်တော့အဲ့ဒီဟာတော့ဥရပါအကွင့်ကြီးရဒေါကင်တူတူလိုရကျင်းသုံးခွင့်ရှိသွားပြီပေါ့နော်အင်းအဲ့ဒါကိုပြောတာလေနောက်ဆုံးမှဒီလိုမျိုး ဟိုခြေလက်တရားနေကင်ပြီးတော့ခေါ်သွားတာလေဆိုတော့ဒါဆိုရင်ကာယအိမ်နေပြတ်တဲ့အဆင့်ရောက်လာအဲ့ဒီဟာကိုကျွန်တော်အဓိကပြောချင်တာအဲ့ဒီအဲ့ဒီဟာကတော့သူကတာဝန်ထမ်းဆောင်ရင်ဒုမကင်မှလဲပါရှိရှိပါဂျာအိမ်နေပြတ်တယ်ဆိုတာဟိုမိမရဲ့မတော်လျော်ခန္ဓာကိုယ်လေးဘောဗျာအဲ့လိုမျိုးတွေကိုဆွဲကင်တာတို့အဲ့လိုမျိုးတွေခါမျိုးပြောတာပေါ့နော်ဒါမျိုးပြောတာပါအဲဒီလိုပဲခြေထောက်ကိုဆွဲသွားလက်ကိုဆွဲသွားလေဆိုတော့ဒါကတော့ ဟိုကြမ်းတမ်းနေဆိုပေမဲ့ခုနကအင်ဂျီပြတ်တဲ့အမှုမျိုးတော့အကျိုးမူနေပြီအဲ့တော့အခုဒေါက်တာခင်တူတူလွင်ကိုကောင်းကောင်းမွန်မွန်ရှိကြောင်းကိုဒီ UNG တွေနဲ့ဟိုထုတ်ဖော်ပြသတင်တယ်လို့ဟိုယူဆလာဆရာဟိုသူကကျွန်တော်ပြောတော့တပတ်လို့၄၆ဆိုနှစ်ပတ်တွင်ယုံတည်ရမယ်၄ကိုပါတဲ့ကြောင်းလို့သုံးပတ်တွင်ကိုယုံမတင်လို့ကိုမရဘူးမတင်လို့ရှိရင်မတရားဖန်ဆီးချုပ်နှံမှုနဲ့အဲ့ဒီသက်စံတာဝန်ရှိတဲ့လူတွေကိုတရားပြန်ဆွဲမှာပဲလေဒါကတော့ ုရိယကိုပြန်ထမ်းထားပြီလားအဲ့ဒီတရားယုံရောက်တဲ့အခါမှာဒံတန်ချက်တွေပါလာလားဘာညာဆိုတော့တရားပြကြည့်မယ်ကြည့်လို့ဒံတန်ချက်တွေပါတယ်ဆိုရင်ရှိရင်အဲသူ့ကိုဟိုဆရာဝန်ရှိပို့တာစစ်ဆေးတာတွေပါတယ်လုပ်ပဲနောက်လိုအပ်သလိုအရေးယူတာတွေဖန်ဆီးတဲ့အဖွဲ့အစည်းကိုဒါလုပ်ဖို့ညွှန်ကြားတာတွေပါတယ်လုပ်နေတာပေါ့အဲ့လိုရှိတယ်ပေါ့တရားယုံရောက်မှာတရားယုံကြည့်မှာပဲလေအဲ့ဒါပေါ့တရားယုံရောက်သေသွားတယ်ဆိုရင်လူသတ်မှုပဲလေတရားမမပို့နိုင်တော့သေသွားပြီဆိုတော့အဲ့လူသတ်မှုပဲ ဟုတ်ကဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဟို UNG ကျမ်းမာရေးနဲ့ပညာရေးဝန်ကြီးဌာနဝန်ကြီးဒေါက်တာဇော်ဝေစိုးကဆက်သွယ်စကားပြောတယ်ပြောတယ်ဒေါက်တာခင်တူတူလင်းနဲ့လေဆိုတော့အဲအဲ့တော့မှဟိုဒေါက်တာခင်တူတူနဲ့ကလည်းဟိုစိတ်သက်သာရတယ်ဆိုတော့ဟိုတည်င်းလဲကျွန်တော်ထွက်လာပါတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ဆရာပါများမှတ်ချက်ပေးလို့ရအခုနောက်လုံးကပြောလို့ပေါ့ဟိုဖန်စီရဲ့နေရာမှာစနစ်မကြပဲနဲ့ဖြစ်သွားတာဟာတော့ UNG တို့နိုင်ငံရေးတိုက်ခါရောအများကြီးထိခိုက်တာပေါ့နော် တော်တော်လည်းပဲတစ်ဖက်ကလည်းပဲဒေါက်တာဆော်ဝီဆုနဲ့တောင်စကားပြောခွင့်ပြေးလိုက်ခွင့်ပြုတယ်ဆိုတဲ့ကျင်အားဖြင့်အဲဒါပြန်ပြီးတော့တက်တောင်တက်စာပြန်ဖြစ်အောင်လုပ်တယ်အခွင့်အရေးတွေပြန်ပြီးတယ်ဆိုတဲ့အားဖြင့်ဒါ NUG အနေနဲ့သူလူခွင့်ရေးကိုစောင့်ထိန်နေတရားဥပဒေကိုလေးစားရောက်တဲ့လူတို့ယူဆမယ်ဆိုလည်းမှတ်ယူနိုင်တယ်ပေါ့နော်နောက်တစ်ချက်ကဟိုသူများတွေဟိုဝေဖန်ရေးသားနေတာပေါ့เนาะဒီဒေါက်တာက အရင်တော့ကဒီလိုမျိုးရွှေမျိုးရိုင်နဲ့ပတ်သက်ပြီးတော့မလုပ်ဖို့ပေါ့နော်အန်ယူဂျီနေနဲ့တချို့ဒေတာတွေမှာအဲ့ဒီမှာကန့်ကွက်ဆန္ဒပြရမှာသူပါဝင်ခဲ့ဘူးတယ်ပေါ့နော်အဲ့ဒီလိုမျိုးသူအန်ယူဂျီနဲ့ပတ်သက်ပြီးကတောက်ဆာဖြစ်ခဲ့တဲ့အတွက်အဲ့ဒီအတွက်ဟိုဖမ်းတယ်ဆိုပြီးလဲပြောဆိုမှုတွေရှိတယ်ဒါတော့ဟိုကအတိအကျဟုတ်မို့တော့မသိဘူးပေါ့နော်အဲ့ဒီလိုမျိုးပြောဆိုမှုတွေမှတ်ချက်တွေထွက်လာတဲ့ပုံမှာရောဘာများဆရာပြောလို့ရမလဲဒီဖမ်းဆီးမှုနဲ့ဆက်ဆက်ဘူးဟိုသူကတော့ပြတရားဝင်ရောက်လာပြီဆိုတော့စီဒီအမှုကို တရားရုံးတင်ဖို့တွေကအာယမန်ကြီးဆိုတာရှိတယ်ပါယမန်ပေးတယ်လားမပေးတယ်လားဆိုတာရှိတယ်တရားကြီးကခုမပြုတ်ရင်ယမန်ခုမပြုတ်ဆိုရင်အဲ့မှာလွတ်ရတာပဲလေယမန်တောင်းတဲ့ခါမှာဖော်ပြရတယ်ဘာကြောင့်မလို့သူတို့စက်ပြေချုံနှောင်ထားခြင်းပဲသူတို့စစ်စစ်တာမပြီးသေးပါဘူးဆိုရင်အဲ့ဒီဟာလေအကြောင်းကြောင့်ဖော်ပြရတယ်မဖြောပြနိုင်ဘူးဆိုလို့ရှိရင်တရားသူကြီးကယမန်မပေးတော့လွတ်ပလိုက်လို့ပြောလိုက်တာဘယ်တော့ပြန်တင်ခြင်းမဆိုပြန်လေးဆောင်ယမန်ကမပေးတော့တာလွတ်ပလိုက်တာအဲ့တော့သူတို့အဲ့ဒီမှာကိုကတည်တည်ချက်ချက်ဖော်ပြရမယ်လေ ဲဘာကြောင့်မလို့သူတို့ဒီလိုဖမ်းမှုလုပ်ပါတယ်ဘာကြောင့်ဆိုတာပါမယ်အော်ပါလဲပြီခါသူတို့မှာဥပဒေအရာရှိဆိုလည်းရှိတယ်ဥပဒေရုံးနဲ့ဖြတ်တန်းရမယ်လေဥပဒေရုံးနဲ့မှတ်ချက်ကလည်းဘာပေးတာရဲရတင်တိုင်းဥပဒေရုံးကအတီးပြီးဝေလို့မဟုတ်ဘူးလေဥပဒေရုံးကအတီးပြီးမှရဲရနောက်ဆုံးတရားဝင်တင်ဖို့ရတာအဝေးအဲ့တော့ဥပဒေရုံးကလည်းဘာမှတ်ချက်ပေးမလဲဆိုတာလေကျွန်တော်တို့ကတက်ကြည့်ရတာပေါ့ဥပဒေရုံးနဲ့မှတ်ချက်ကိုလို့အဲ့တော့မှတရားဝင်ရောက်လာပြီတရားဝင်ရောက်လာပြီဆိုတဲ့အခါကျတော့မှဒီလိုဘက်ကိုစစစ်ပြီးပေါ့ဗျာ တရလို့ဆိုတဲ့အခါမှာခုနရဲရာရှိကိုစစစ်ပြီးတော့ဆိုကြောင်လဲရဲရာရှိကိုနောက်ဆုံးမှလည်းစစ်တယ်ပေါ့ဗျာ IO လို့ခေါ်တာပေါ့ဗျာ IO ကတော့နောက်ဆုံးမှစစ်တယ်ဗျာအမှုဒီသားတဲ့ IO ခေါ်တာပေါ့မှုလိုက်ရာရှိကတော့နောက်ဆုံးမှစစ်တာများတယ်ပထမဆုံးတော့ NUG ကဆွဆွဲတဲ့ပလဖမျိုးနယ်တာဝန်ခံပေါ့ဗျာ तू ကအမှုဖွင့်တာ तू ဖွင့်တာဟုတ်ဗျာဆိုတော့သူ့စစ်မှာ तू ကစစ် तू ပြတဲ့တက်တွေကိုစစ်ပေါ့ဗျာစစ်တဲ့အခါမှာပြန်လဲမေးခွန်းရှိတယ်ဗျာ အမရှိနေကောင်းကောင်းတော့လိုတယ်ဗျရှိနေကောင်းကောင်းတော့လိုတယ်အမှန်တိုင်းပဲဗျကျွန်တော်တို့ကဟိုတရားဥပဒေနဲ့အညီရှိနေလက်ခွင့်ရမယ်ဆိုကျွန်တော်တို့ကိုကြောက်ကြမယ်ကျွန်တော်အခမဲ့တော်လိုက်ပေးချင်ပါတယ်ဒေါက်ကင်းသူသူလူရဲ့ပတ်သက်တဲ့မိပါလေးအမျိုးတွေအများလာဆက်တော်မယ်ဆိုရင်ကျွန်တော်ဒီကျွန်တော်စဉ်းစားပြီးဘောလို့ရှိနေကောင်းကောင်းနဲ့တော့လိုတယ်ဗျဘောလို့ဆိုရှင်တရားဥပဒေရောက်လာတဲ့အမှုတွေကအများအားဖြင့်ပို့ဖို့သာသာလိန်လဲပြီးတော့ပို့ဖို့သာတရားစွဲထားတဲ့အမှုတွေအများကြီးပဲအများကြီးပဲ အများအဲ့ဒါတွေကိုကျွန်တော်တို့ကရှိနေဒီရနဲ့ဥပဒေပြည်ညာနဲ့ပြန်ပြီးပြန်လမ်းမေးခွန်းနဲ့ပြန်ပြန်ထောက်ပြီးချေဖြတ်ပြရတာအဲ့ဒါတွေအပေါ်တွေထည့်ထားတာလေအဲ့လိုဖြစ်တဲ့ခါကျကျွန်တော်တို့ကအဲ့ရှိနေရနေပြီးပြန်လမ်းမေးခွန်းနဲ့မေးရတာပြန်လမ်းမေးခွန်းနဲ့မေးပြီးတော့အဲ့ပြန်လမ်းမေးခွန်းနဲ့မေးတဲ့အခါမှာခုနကကသမီးပြောတဲ့ခင်ဗျာဒီမှာဒီလိုသူတို့တက်တည်ပါခဲ့လို့ခင်ဗျားတို့တမင်သက်သက်အပြစ်လောက်တာမို့လားအပြစ်ရှာတာမို့လားကျားတို့ဒီကရိုးသားလာတာမဟုတ်ဘယ်တော့မှဘလို့ဖြစ်တယ်ကျားတို့ဘယ်တော့မှဘလို့အဲ့ဒီဟာပြန်လည်မေးခွန်းနေမှာ အဲ့မှာထည့်ပြီးသူ့ပြန်လည်းမရဘူး။တရားစောတဲ့သူပြန်မရပါဘူး။အဲ့တော့မပြောလေ။အဟုတ်ရဟုတ်တယ်မဟုတ်ရမဟုတ်ဘူး။အဲ့မျိုးပဲ။ဒါဘက်ကလည်းဥပဒေရရှိပါလာမယ်ဟိုဘက်ကတရားလိုပလပတာဝန်ခံဘက်ကလည်းဥပဒေရရှိရသူ့ဘက်ကလိုက်ပါဘူး။တော်တရားရုံးတော့ပြောမယ်။အာဒါတော့ဥပအမှုနဲ့မဆိုင်ဘူးဒီမေခွန်းနဲ့ကတ်ကွက်ပါလေဆို။အာဒီဘက်ကလည်းပဲရှင်းနေရပြောမှာမဟုတ်ဘူးအမှုနဲ့ဆိုင်နေသူ့ဖမ်းတဲ့ဥစ္စာရိုးဖမ်းတာမဟုတ်ဘူးဒီလိုဒီလိုကိစ္စတွေရှိတယ်။ဆိုတော့တရားသူကြီးက အဲ့ဒီနေ့မှာပဲသုံးစက်ချနိုင်လေဆိုရင်အဲ့ဒီမှာသုံးစက်ချပြီးတော့မေကွန်းပြူတယ်မပြူဘူးဆိုတော့အဲ့မေကွန်းအဲ့မေကွန်းကိုပေါ့တခါလေးချတယ်ပြောချင်တာတော့အဲ့ဒီမှာဒီဘက်ကပြန်လန်မေကွန်းနေမေးရတယ်နောက်တစ်ချက်ကျတော့အဲ့လိုပြန်လန်မေကွန်းနေမမေးသေးဘူးအဲ့တော့ဗရိမှုလို့ပါလို့ဆိုရင်အဲ့လိုတစ်ဖက်ကရေးမိသွားမှာဆိုလို့လိုက်ဖုံးမှာဆိုလို့မမေးသေးဘူးအရေးကြီးတဲ့ question ကိုချမ်းသာတယ်ချမ်းသာပြီးတော့စွဲချက်တင်ပြီးတော့မှပြန်လန်မေကွန်းကြတော့မှ အဲ့မှာတခါတဲ့အပြတ်မေးတော့လာရေလိုပလကတရားဆွတဲ့သူကမှားဖြေလဲလေသို့မဟုတ်ဂွင်းစင်းထားလို့ပေါ့ရဲဆက်ကူမှာပါတဲ့တိုင်မဟုတ်ပဲနဲ့မှားဖြေတာဆိုလို့ရှိရင် तू ကသူကတိုက်ဆိုင်စင်မိတယ်ဟာရဲဆက်ကူမှာတော့ဒီလိုပြောထားပြီးတော့ခုဒီလိုဖြစ်နေပါလားဘလို့ဖြစ်တာလဲဆိုပြီးပြန်ရီရှိတယ်ပြန်ပြောပြန်ဖာလို့ရတယ်ပေါ့ပောက်သွားတယ်ဒါပေမဲ့ခုလည်းကျွန်တော်ပြောတဲ့စောရက်ဒီမှာပြန်ခေါ်တဲ့ကြရတယ်ရီမရှိတော့ မလို့အဖဲနဲ့ရီမပေးတာကိုတရားရုံကဒီကအဲ့ကြောင်မှဒီကသီးသီးခြားခြားကိုဥပဒေနဲ့ဟိုကလှုပ်တော့အများဆုံးအပြင်ပြန်ခေါ်တတ်တယ်မှာအစ်စ်မှာပြက်ကူလာတယ်အများကြီးပဲအဲ့တော့အဲ့တော့အဲ့ဒီအခွင့်အရေးကဘုနောင်ကခင်ဗျားဒီလိုလိုဖြစ်တယ်မဟုတ်လားဒီလိုဖြစ်လို့ဒီလိုလုပ်လို့မဟုတ်လားအဲ့လိုမျိုးတွေကစူးစောင်းထားတဲ့အချက်လက်တွေနဲ့အဲ့လိုမေးမြန်းခွင့်ရှိတယ်တဖက်မှာကြည့်မယ်ဆိုရင်အကူအကအခုဖမ်းတဲ့ပါလဖလည်း UNG ကဟိုတက်ဖွဲ့တွေလေနော်ပြည်သူ့လုံခြုံရေးအဖွဲ့တွေ ပြီးရင်အခုတရားရုံးဆိုတာလေ UNG ကခန့်လာတဲ့တရားသူကြီးတွေဖြစ်မှာပေါ့ဆိုတော့ဒီဒီလိုမျိုးတရားရုံးတက်လို့အဲ့လိုမျိုးအမှုတွေစစ်တဲ့ကတကယ်ဥပဒေကြောင်းအရာတကယ်ကိုတရားမျှတတဲ့စစ်ဆေးမှုတွေဟာရောဖြစ်နိုင်ကြီးဘယ်လောက်ရှိနိုင်လဲအဲ့ဒါကိုဒီနေ့ကျွန်တော်ခင်ဗျအင်တာဗျူးပေးတဲ့အကြောင်းရင်းမှာအဲ့ဒါလည်းအထူးကအဲ့ဒါပါအဲ့ဒီတရားရုံးတွေကဘယ်လောက်တရားမျှတမှုရှိမလဲဆိုတာအမှုစစ်လိုက်တဲ့အခါမှာတော့တွေ့ရတာပဲခုတစ်ချက်တစ်ချက်လောက်တွေ့ရဆိုရင်တရားရုံးကိုကြမ်းကြင်ပြီးတော့ကြောက်ကွက်လို့ရတယ် ုံပြောင်းလျှောက်လို့ရတယ်အဲ့ဟာအဓိကအသက်အရေးကြီးတယ်အသက်အရေးကြီးတာယုံပြောင်းလျှောက်ရတယ်အဲ့ကြလို့ဟာစစ်လိုက်ဆိုတဲ့ဘက်လိုက်ကြီးမဟုတ်တော့ဘူးဒါကတော့ဥပဒေရရှိရတဲ့ဟိုဘက်ကပါတရားသူရတယ်ဟိုဘက်ကပါဆိုရင်အဲ့ဒီဟာတွေမှတ်တာမှတ်တမ်းတင်ပြီးတော့ဘိတ်တူကူပြီးတော့အဲ့ဒီဟာကိုကြမ်းကြင်တော်နဲ့တကွာတင်ပြီးတော့အထက်တရားယုံလျှောက်ယုံပြောင်းမိပါလို့လျှောက်ရတယ်ယုံပြောင်းမပေသေရောပေါ့သူတို့အားလုံးအကွက်စင်လာတဲ့ဂျုံမှာစင်သေးပြီပေါ့အဲ့တော့ယုံပြောင်းလျှောက်ထားဖို့ပြပါတယ် ံပါတ်1ကနံပါတ်2ကအမှုတွေခြေဖြက်ပေးဖို့အမှုစစ်လိုက်တဲ့အခါမှာတယောက်တယောက်လောက်စစ်လိုက်တယ်တရလိုပကတောင်းအောင်စစ်လိုက်တယ်သူစစ်လိုက်ရင်ကိုဒီအမှုဟာမခိုင်လုံဘူးမတရားတွေလုပ်ထားတယ်ပြန်လာမေးခွန်းနဲ့မေးတဲ့အခါမှာလည်းရိုင်းနေပြီတက်တယ်သူတို့တင်ပြလာတယ်တက်တယ်ထောက်ထားတယ်ဆာဝက်ဆာလန်ဆိုတာတွေရတယ်မိကတ်နေလုပ်ထတာတင်းချာချာစနစ်တကျလုပ်ထတာတွေမဟုတ်ဘူးဆိုတာနဲ့ပတ်သက်လို့တခါလဲပေါ်တာနဲ့ပြိုင်တယ် တခါအမှုရဲကိုခြေဖြစ်ပေးပါဒီမှုကိုဆက်မစစ်ပါနဲ့အမှုရဲကိုခြေဖြစ်ပေးပါလို့တခါချောက်ထားခွင့်ရှိချောက်ထားခွင့်ရှိအဲ့ဒါကတော့ဟိုမှာကျွန်တော်တို့ဒီမှာဒီကျွန်တော်တို့တာမန်လုပ်နေတာတော့ဘယ်မှာခြေဖြစ်ခွင့်ရှိလဲဆိုလို့ချင်းတိုင်းဒီသားကြီးအစ်စ်မှာပဲခြေဖြစ်ခွင့်အမြင်ရရှိတယ်ခရိုင်မှာမရှိဘူးမြို့နယ်မှာစီးရင်ခရိုင်မှာတက်လို့မရဘူးတိုင်းအစ်စ်ကိုတက်ပြီးတော့အမှုရဲခြေဖြစ်ဖို့လျှောက်ရတယ်အဲ့တော့တင့်ချက်အရာမြတ်တာမဟုတ်ဘူးဆိုလို့ရှိရင်ရုံးပြောင်းလျှောက်ဖို့လျှောက်ရတယ်နံပါတ်1 有有小啥着？不都是少着说？哎呀，着开烟水嘛，所以这什么小着家里的。哎，这什么没米嘛，大米我这还得呀？有苗少啥？大米有大我在路有？啊。俺们这这边是啥？带蛋在路呀。再一个路，比如加工的哦，买的鸭子品，比如利用嘛生意第二么咱无锡嘛没把握，起码古，比如比如你没他，比如比如你这地干，你你他啥的嘞？比如没他嘞，我第二晚来看他，第嘛？他来西边说，哎呀，旁边有有苗少啊？俺那啥？ အမှုရဲ့ချိပြပြုလျှောက်တယ်အလျှောက်ရတယ်အဲ့လိုအခွင့်အရေးတွေကိုဆွဆွဲခံသူဘက်ကနေပြီးတော့ကျွန်တော်အခွင့်အရေးတွေအဲ့လောက်ရတယ်နောက်တစ်ခုကအခုကတော်လိုင်းကာလာလေးနော်တော်လိုင်းကာလာဆိုတော့အခုကျွန်တော်တို့ဆွေးနွေးနေတာကတော့ဒီသူတမယိုးကြဖြေယိုးဖြစ်စဉ်အခြေအနေမှာဒီတရားယုံနဲ့တရားစွဲနဲ့ရှင့်နေနေသွားတာအခုကတော်လိုင်းကာလာဆိုတော့ဟိုအချင်းချင်းပေါ့နော်ဟိုဒီလိုမျိုးစစ်ဆေးတာပဲဟိုဟိုအဲ့ဒီလိုမျိုးစစ်ဆေးမယ်ဆိုရင်ရောဒါအဆင်ပြေနိုင်လားဘာလို့ဆိုတော့ ီစစ်ကော်မရှင်ဘက်ကိုကျင့်လဲသူတို့အရေးပေါ်အခြေအနေကျင်ညာတဲ့အောက်မှာသူတို့ဟိုတက်ဆိုင်ရာဒေတာလိုက်စစ်တက်ကပဲစစ်ခုံရုံးနဲ့စစ်စေးဝါးရေလောက်ခဲ့တယ်လေနှစ်တော်တော်ကြာကြာဆိုအခုလေတော်လိုင်းရဲ့ကာလဆိုတော့အဲ့လိုမျိုးအချင်းယုံမဲ့စစ်စေးမဲ့ဆိုရင်ရောဒါအဆင်ပြေနိုင်လားအာဘယ်တရားမြတ်တော့မလဲအချင်းကြီးစစ်စေးတယ်ဆိုတော့မာရှယ်လောထုတ်ထတာလေစစ်တက်ကမာရှယ်လောထုတ်ထတာလေအဲ့ဒီအောက်မှာစစ်တာလေအဲ့ဒီမင်းကင်းမျိုးနယ်ကို NUG ကမာရှယ်လောထုတ်ထတာမာရှယ်လောထုတ်ထတဲ့အချင်းကြီးစစ်လို့မရဘူးလေ အဲ့တော့အလားနေအချင်းကြီးစစ်လို့မရဘူးလေခမရဲ့ NUG ကအမှုတွေမှာအချင်းကြီးစစ်လို့ကြီးအစိုးရကြီးကခမပလဲမောင်လူတပ်မှုတွေအဲ့ကရမရိမှုတွေနောက်တစ်ခါမင်းကြီးမှာပဲကျောင်းဆရာလင်းမားနဲ့ကလေးလေးကိုတတ်ပစ်ထားလေဟာခမရဲ့အဲ့ဒါတွေဘယ်မှာဘယ်မှာမိလို့ဘယ်မှာပေါ်လို့လဲမိပြန်တော့လည်းပဲခမရဲ့တိကျအမှုတွေမပေါ်ဘူးပလဲမောင်ကိစ္စဆိုလည်းဒီလိုပဲတတ်ပစ်တယ်အလောင်းကြီးတွေ့နေဥစ္စာကိုခမရဲ့ဘာမှအရင်မြူခုနကမရိမှုတွေအချင်းကြီးစစ်ပါဘူးဗျာအများကြီးနဲ့အမှုတွေ အဲ့တော့အဲ့အရင်ကြီးစစ်တယ်ဆိုတာမာရှယ်လောထုတ်ထတာလေစစ်ကောင်ကြီးကမတူဘူးလေအဲ့ဒါတော့ပြလကားနေနေထိုင်ရင်အရင်ကြီးစစ်တယ်စစ်တယ်ဆိုတော့စေအောင်ချိုးကြီးညညာထားမှာမဟုတ်တာပဲသူတို့ဒီတိုင်းပဲအရက်ဖက်ယုံနေနေသွားပြီးတော့သူတို့လည်းပဲအဲ့ဒါအမှုလေးဖွင့်ပါညာနဲ့သူတို့သွားနေသူများအလှဲ့ကြမှာအရင်ကြီးစစ်မယ်ဆိုလို့အဘယ်တရားဥပဒေနဲ့ညီမလဲအဲ့ဒါမရဘူးလေ ဟုတ်ကဲ့အဲ့တော့မင်းကင်းမှာဒေါက်တာဒေါ်တူတူလွင်ကိုဒီ406 409နဲ့အမှုတက်ပြီးတော့ဒီ UNG ပါလာဖာကဖန်စီသွားတဲ့ပုံ မှာဆရာအနေနဲ့ရှေ့နေတူအနေနဲ့ဥပဒေရှုထောင့်ကအနီကုန်းချုပ်ပေါ့နော်ဆရာရဲ့အမြင်သုံးသက်ချက်လေးပြောပြပေးပါဗျာကျွန်တော်ကတော့အိုက်ထလာဆရာစုံစမ်းဆွဆင်းမှုမရှိတဲ့ကိစ္စပေါ်မှာကျွန်တော်ဥရင်နဲ့မညီဘူးလို့ထင်တယ်။နောက်အထက်လူကြီးတွေကကိုယ်တိုင်သွားပြီးတော့မကြီးကြက်တဲ့အခါမှာဟောမတွေ့တာလည်းပဲ ဒါဥပဒေနဲ့မညီဘူးဒါဌာနဆိုင်ရာအမြင်ပြောတာလေဌာနဆိုင်ရာအမြင်ရအဲ့ဒါလည်းဥပဒေနဲ့မညီဘူးနောက်တစ်ခါဖမ်းဆီးတဲ့အခါမှာလည်းပဲဥပဒေနဲ့မညီဘူးနောက်တရားစွဲတဲ့အခါမှာလည်း406ဘလောက်မြောက်လဲ409ဘလောက်မြောက်လဲဆိုတာနဲ့ပတ်သက်လို့လားအဲ့လိုတရားမြတ်တာဆိုတာဘလောက်စီရင်နိုင်မလဲဆိုတဲ့အပေါ်မှာလည်းကျွန်တော်တတ်တရားရှိတယ်အဲအဲ့တော့မလို့အဲဒီကိစ္စမှာတော့ရှင်းနေကောင်းကောင်းနဲ့ငားရပြီးတော့ခုခံတဲ့နေပြီးတော့ စင်စစ်မပြတ်လည်းပဲအများပြည်သူပြည်သူကိုတင်ပြဖို့လွတ်လပ်တဲ့တရားရုံးတွေလေဒေါ်စန်းစုကြီးကိုဖမ်းထားတဲ့တရားရုံးမဟုတ်ဘူးလေသူကတရားရုံးရဲ့ထွက်ဆိုချက်တွေတရားရုံးရဲ့ဟာတွေကိုအများပြည်သူအသိပေးခွင့်ရှိတယ်မိတ်တူလည်းကိုးခွင့်ရှိတယ်ဒါမှမဟုတ်ဘာတွေနေ့စဉ်စစ်ဆေးတဲ့ဟာတွေကိုအများပြည်သူသိအောင်တင်ပြခွင့်ရှိတယ်ဥပဒေအရအဲ့ဒါအခွင့်အရေးတွေပေးရမယ်အဲ့လိုမပေးဘူးဆိုတဲ့ကမပေးဘူးဆိုရင်တော့သူတို့ဥပဒေကိုချိုးပေါက်တာပဲဒါမှမဟုတ်ကျွန်တော်အခု ဒေါက်တာစောဝေစုနဲ့တွေ့ခွင့်ပေးတယ်ဆိုရင်အပေါ်မှာမူတည်ပြီးတော့ NUG ရဥပဒေကိုနိုင်နာလိမ့်မယ်လို့တော့ပြောလိမ့်မိပါတယ်။ဟုတ်ကဲ့ဆရာဦးကြီးမြေကျေးဇူးများကြီးတင်ပါပြန်ဆိုတော့ဒါကတော့အာဘုဒ္ဓဆွေးနံကပေါ့နော်။အာဆရာစင်နေဦးကြီးမြင့်ပေါ့နော်စင်နေကြီးဦးကြီးမြင့်ကိုမေးထားတာဖြစ်ပါတယ်။ဆိုတော့ဒီအားနဲ့ပတ်သက်ပြီးတော့ဘလူးရဲ့ဥပဒေကသွားလဲဆိုတာကိုသိစင်နေဖို့အတွက်ပြင်ပြီးတော့မျက်ဝေပေးတာဖြစ်ပါတယ်။ ဘူလနေ့ကဒိုလိုင်းတက်ဖို့တွေရဲ့လော့ရီတွေကအချင်းနဲ့အစင်မပြီးဘူးဒီလိုသတိထားသိမ့်တယ်ဒီလိုမျိုးလော့တွေလုံးမယ်ဆိုလို့ရှိရင်သတိထားသိမ့်တယ်ဆိုတာကိုပဲထောက်ပြတယ်ပေါ့နော်ဆိုတော့ဒီဟာကအာ CDM ဖက်ကလည်းမားတယ်ဆိုတာကိုလည်းအများကြီးမပြောပေးမပြောပါဘူးဒါမှမဟုတ်လည်းကျွန်တော်တို့ဒီဗီဒီယိုကိုကြည့်ရခြင်းအကြောင်းရင်းကဘာလို့ပြင်ပြီးတော့ကြည့်ရလဲဆိုလို့ရှိရင်တော့ ျွန်တော်တို့ဟိုရှေ့ကဗီဒီယိုဖိုင်တွေကိုကြည့်တဲ့အထဲမှာဆိုလို့ရှိရင်ကျွန်တော်ပြောတဲ့ဟာနဲ့ဒီဗီဒီယိုထဲမှာဖြစ်ပြတဲ့ဟာတွေပေါ့နော်။အမင်းပြီးတို့တို့ဆိုရှိရင်အာကွန်မန့်တွေမှာပြောနေကြပြောနေတာတော့မှနည်းနည်းမဟုတ်ဘူး။900ကျော်ကောမန်900ကျော်မင်းမင်းတွေ့ရတယ်ဆိုတော့ဒီလိုမျိုးအာမင်းတွေ့ရတဲ့တွေ့ကြောင့်မလို့ဥပဒေတည်ရှိတဲ့သူတွေရဲ့ဗီဒီယိုခံကိုတွေ့လာလို့ပြင်ပြီးတော့ဒီဗီဒီယိုကိုသုံးရခြင်းအာဖြစ်ပါတယ်ကျွန်တော်တို့ဒီဟာကိုဥပဒေနဲ့အငင်းဘလူးရဲ့လော့တင်းနဲ့ဘလူးရဲ့နေတင်းနဲ့ဆိုတာကိုပေါ့နော် နေစေခြင်းလို့ပြင်ပြီးတော့မျိုးဝေပေးတာဖြစ်ပါတယ်။အာကျွန်တော်ရဲ့ဗီဒီယိုလေးကိုလည်းအမြဲတမ်းရှိရှိအပင်ကြွတွင်ပြသူများကိုလည်းအားလုံးကိုလည်းကြည့်ဦးတင်ပါတယ်။